အားလုံးပဲမင်္ဂလာပါဒီနေ့တရေဒီမှတ်တင်ခဲ့တာကတော့အခန်း3လေ့ကျင့်ခန်းသုံးသမခွန်ကနံပါတ်3လေးပဲဖြစ်ပါတယ်နံပါတ်နံပါတ်2 3လေးပေါ့နော်နံပါတ်2မှာဆိုရင်တောင်းမှစုကံပုံပန်းကြံတစ်ချိန်ရေးလျားကတဲ့ h 3 3 m ရှိပြီးတော့အနံက5 7 m ရှိတော့ထူပန်းကြံရေး area ကိုရှာပါတယ်ဒါဆိုကျတော့ကပရမလုံးပန်းကြံရေးအလျားမီတာက h 8 3ရပြီးတော့အနံကတော့ဒီလို5 7ဖြစ်ပါတယ် ဲဒါဆိုရင်ကျွန်တော်ပန်းချံရဲ့ area ကတောက်မဲ့စပြန်ပုံပန်းချံရဲ့ area ကိုလို့ရှိရင်ကျွန်တော်အလျားနဲ့နည်းနည်းမြောက်ပေးရပါတယ်။အဲ့ဒီ SA+3 နဲ့ 5+7 နဲ့မြောက်ဝင်နော်။နောက်တစ်ခါမှာကျွန်တော်ရှေ့မှာသင်ခဲ့သလိုပဲရှေ့ရခွင်းမှာရှိတဲ့ H8 က 5+7 ကိုမြောက်မယ်။နောက်ကအရှိခွင်း +3 က 5+7 ကိုမြောက်မယ်ပေါ့။နောက်ကခွင်းကိုတစ်ခုချင်းဝင်မြောက်ပါတယ်။အဲ့ဒီ H8 နဲ့ 5A နဲ့ညတဲ့ခါမှာ 40A2 ရပြီးတော့ H8 နဲ့ 7A နဲ့ညတဲ့ခါမှာ 56A ရပါတယ် ။နောက်က3နဲ့5နဲ့ညရတဲ့ခါမှာ15ရရပြီးတော့3နဲ့7နဲ့ညရတဲ့ခါမှာ21ရပါတယ်။အဲဒီရင်ကျတော့နော်မျိုးတကယ်လုံးကကျတော့568 def 158ပဲရှိပါတယ်။ဒါကြောင့်မို့48 square ကိုပြန်ရေးမယ်။21ကိုလည်းပြန်ရေးမယ်ပဲနော်။ CDC ace နဲ့ CDA ကိုပေါင်းတဲ့အခါမှာ 71a ရပါတယ်။ဒါဆိုရင်ပန်းချံရဲ့ area က 48h2 71h 21ရရပေါ့နော်။အဲ့ဒါကနောက်ကသူကနောက်ကနေ area ချတာဖြစ်တဲ့အတွက် meter square ကိုဒီလိုထည့်ရပါတယ်။ ဟုတ်ပြီနံပါတ်3ကတော့ပုံပါပေးထားချက်အရာတတိကအိမ်ဝိုင်ကျိအေရီယာကိုတဲ့ AC နှစ်တက်ကိန်းမှာဂိမ်းနေပြီပြပါတဲ့ဒီကျတော့ပထမဆုံးเนาะတတိကအိမ်ဝိုင်ကျိအခြေကိုရှာမယ်အခြေကဘယ်လောက်လဲဆိုရင် CH black tan CN ပါเนาะနောက်ကအမြင့်ကိုရှာမယ်အမြင့်ကကျတော့အိမ်ဝိုင်ကျိအမြင့်ကကျတော့ H-2 ဖြစ်ပါတယ် H-2 centimeter ပါเนาะ CN ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်တတိကအိမ်ဝိုင်ကျိ area ကိုလိုချင်လို့ရှိရင်ကျတော့အခြေအမြောက်အမြင့်အစားနှစ်ပါเนาะ ဒါဆိုရင်ချီကိုစားသွင်းမယ်နော် CA blood dan အမြင့်ကား8မိုင်းနဲ့တူနော် divide တူပေါ့နော် divide by 2ပေါ့နော်ဒါဆိုရင်ဒီတိုင်းမှာဒီလိုမြောက်မယ်နော် CH နဲ့ A blood 8မိုင်းနဲ့တူနဲ့မြောက်မယ်တခါ tan နဲ့8မိုင်းနဲ့တူနဲ့မြောက်မယ်နော်အစားနှစ်ကတော့ဒီအပြင်ရေးပါရဲ့ဒါဆိုရင် CA နဲ့8နဲ့မြောက်တဲ့အခါမှာ CH square ရပြီးတော့ CH နဲ့မိုင်းနဲ့တူနဲ့မြောက်တဲ့အခါမှာ minus 3ရရပါတယ်ဟုတ်က plus 10နဲ့8နဲ့ညရတဲ့ခါမှာ plus 10 8ရပြီးတော့ plus 10နဲ့ minus 2နဲ့ညရတဲ့ခါမှာ minus 20ရပါတယ် ဒါဆိုရင်ဒီလိုကအဲ့ဒီမှာနော် CS ကဒီအင်းပြင်ပြီးမယ် minor train နဲ့ blood train နဲ့ဆိုတာလက္ခဏာပြောနှုတ်တယ် train တဲ့က train ကိုလို့တော့ minor 2ရရပါတယ်ဆိုအနှုတ်ကကြီးတဲ့အနှုတ်နှစ်အိပ်ပေါ့နော် minor 20ပေါ့နော်အစားနည်းဆိုတာကကျတော့1 by 2နဲ့မြောက်တယ်နဲ့တူပါပဲဟုတ်ပြီနော်ဒါသိရင်1 by 2က CS ကိုလည်းမြောက်မယ်1 by 2က 2A ကိုလည်းမြောက်မယ်1 by 2က minor 20ကိုလည်းမြောက်မယ်ပေါ့နော်ဒါသိရင်2နဲ့စနဲ့ခြေလို့ရတယ်2 1 by 2နဲ့ CS ကိုမြောက်တဲ့အခါမှာသူက အဲမြောက်တယ်လို့ပြောပေမဲ့လည်းကျော်6ခုနှစ်နဲ့ခြားတာပေါ့နော်။အဲသူက2တက်လီနေ2 3နှစ်ခြားတယ်။အရင်ရှေ့ဆုံးကခင်က 3h2 ကျင်းမယ်။နောက်တစ်ခုကအဲ့ဒီ2နဲ့ပဲတခါ2 8နဲ့ကိုမြောက်တဲ့ခါမှာ2နဲ့2နဲ့ကြည်တော့8ပဲကျင်းမယ်။နောက်ကအဲ့ဒီပိုင်းကြည်နော်2နဲ့20နဲ့ကြည်တော့အဲစားတဲ့ခါမှာဟို20ဒီက20။ဒါဆိုရင်အဖြေကဘယ်လောက်ရလဲဆိုရင် 3h2 8 10ရပါတယ်။ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒါက3 8 y z e area က 3h2 8 10cm2 အဲ့ဒီမှာဦးကဝမ်းမှန်တူပါလေ CH2 ကိုလည်းတွားမြောက်မယ်။ကဲမြောက်တာပြောပြီးမယ်ခင်ဗျတို့နော်။ကဲဒါဆိုလို့ရှိရင်ခုနကတည်းကပြောသေးပဲဝမ်းမှန်တူပါ CH2 ကိုတွားမြောက်တဲ့ခါမှာ 3H2 ရတယ်ဝမ်းမှန်တူက 2A ကိုမြောက်တဲ့ခါမှာ 2A ကိုမြောက်တဲ့ခါမှာနည်း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 ကြည့်တော့ -8 ရတယ်။အဲဒါဝမ်းမှန်တူနဲ့ -20 နဲ့မြောက်တဲ့ခါမှာ2နဲ့20နဲ့ကိုခြေတဲ့ခါမှာ -10 ရတယ်နော်။ဒါကြင်ရုံနံပါတ်လေးကိုသွားပါမယ်။နံပါတ်လေးမှာပုံရင်းဖော်ပြထားတော့ travel CN ABCD တွေနဲ့။နော် ABA ပြိုင် DC တဲ့ AB နဲ့ DC နဲ့ပြိုင်နေတဲ့နောက်က AB ရဲ့တန်ဖိုးကတော့ AB ရဲ့တန်ဖိုးက5 6 cm ဖြစ်ပါတယ်။နောက်က DC ရဲ့တန်ဖိုးက3 cm ဖြစ်ပြီးတော့ ED ဆိုတဲ့အမြင့်လေးရဲ့တန်ဖိုးကနော်4 8 3cm ဖြစ်ပါတယ်။အပြင် Trapezium ရဲ့ AB AB Trapezium ABCD ကိုနော် Trapezium ABCD ရဲ့ area ကိုရှာမယ်ဆိုရင်ပထမဆုံး0ပါရမယ်ဆိုရင် Trapezium ABC ရဲ့အခြေတွေကိုအရင်ဆုံးရှာမယ်။အခြေနှစ်ခုကအခြေနော် Trapezium အခြေနှစ်ခုကအဲတော့ဟာလေ ABR 5 plus CB ဖြစ်ပြီးတော့ CD က DC ကတော့ 3A ဖြစ်ပါတယ်။ဒါဆိုရင်အမြင့်ရဲ့အရှေ့ကတော့ 4A minus 3သူပေးထားတဲ့ page တွေကိုပြင်ရတာပါ။ဒါဆိုရင်ကျွန်တော်ကနော် trapezium ABCD ရဲ့ area ကြားတဲ့ပုံစံကြီးကအခြေနားနှစ်ခုပေါင်းတဲ့ကိုအမြင့်နဲ့မြောက်ပြီးတော့နှစ်နဲ့ပြန်စားပြရတာပါ။အရင်အခြေနားနှစ်ခုရဲ့မြောက်လက်ကပေါင်းလက်က 5A plus 6နဲ့03နဲ့ကိုပေါင်းတယ်။နောက်ကပါတော့အမြင့်ဖြစ်တဲ့အမြင့်ကနော် ခွဲရင်မိုင်းနဲ့သူကြီးနဲ့ကျတို့ပါတော့မြောက်ပေးရတယ်ပြီးတော့နှစ်နှစ်ပြန်ဆန်းမယ်ပေါ့နော်ဒါဆိုရင်ရင်တိုင်းမဲ့ကျတို့နော်ဒီမှာအရှိရခွေးရှင်တဲ့အခါမှာ5နဲ့3ရိတ်နဲ့ကျတို့မျိုးတူတာဖြစ်တဲ့တဲ့ပေါင်းလို့ရတယ်နော် AA+ ပေါ့နော်ဒါဆိုရင်5နဲ့3ရိတ်ပါတော့မှာ AA ရတယ်နောက်မှ plus ကိုဒီတိုင်းပြန်ရေးတယ်ဒါဆိုရင် SA ကနောက်ကခွေးဝင်မြောက်မယ်နောက်က6ကလည်းနောက်ကခွေးဝင်မြောက်မယ်ဒါဆိုရင်နော် SA နဲ့4နဲ့မြောက်တဲ့အခါမှာ32 h² ရပြီးတော့ my ဒီ AH နဲ့ minus 3နဲ့တဲ့ခါမှာ minus 24အရပါတယ်6နဲ့4နဲ့တဲ့ခါမှာ24အရပြီးတော့ plus 6နဲ့ minus 3နဲ့တဲ့ခါမှာ minus 18ရပါတယ်အစား1ဆိုတာကခုနရှင်းကိုနံပါတ်3မှာလုပ်တယ်လို့ပဲ1 by 2နဲ့မြောက်တာနဲ့ဒူပါပဲပေါ့နော်အဲဒီ1 by 2တွေက2တွေက1 by 2တွေက3 32x2 ကိုလည်းမြောက်မယ် -24x ကိုလည်းမြောက်မယ်အဲ့လိုမမြောက်သေးခင်အရင်ဆုံး green နဲ့ minus အရင်ရှင်းမယ်ပေါ့နော် ဒီနေ့မှာရှိတော့မျိုးတိကွေးလေးနှစ်ခုရှိပါတယ် -24h နဲ့ +24h တို့နှစ်ခုဆိုရင်ကျွန်တော်ချိန်ပါတယ်ပေါ့နော်ချိန်တဲ့အခါမှာဘယ်နဲ့မှာဘာပဲကျန်လို့ဆိုရင် 32h2 ကျန်မယ် -18 ကျန်တယ်ဒါပေမဲ့1.2က32ကို 32h2 ကိုဝင်မြောက်မယ်နောက်တစ်ခါမှာနှစ်တလီနေနှစ်16လေး32ပေါ့နော်နောက်ခါတစ်ခါ16ကိုလည်းဝင်မြောက်မယ်နှစ်တလီနေနှစ်96ဒါဆိုရင်အဖြေကဘယ်လောက်ရလဲဆိုရင် 16h2 -9 ရပါတယ် ဲ့ဒါဆိုလို့ရှိရင် trapezium ABCD ရဲ့ area က 16a square minus နော် minus 9 cm square ဖြစ်ပါတယ် area ချရဲ့ပုံစံကြီးက square cm ဖြစ်တဲ့အတွက် cm square လို့ရေးပါတယ်ပေါ့နော်ဒီဟုတ်ပြီဒါဆိုလို့ရှိရင်ကျတို့ကဒီချင်းငယ်သုံးတမခွန်ရဲ့နံပါတ်ကျန်တဲ့နံပါတ်နော်နှစ်သုံးလေးတော့ပြီးပါပြီစုံတိကြည့်ပေးလို့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်